အလန်းစားအစင်ကောင်းလေးတွေရောင်းတဲ့မွေးငါတပွဲတထောင်တန်အစင်မွေးငါဆိုင် ပရိသတ်များလုံးမမင်္ဂလာပါရှင့်ဘာမစ်နောင်းကနေပြန်လဲကြိုးစားလိုက်ပါတယ်။မိုးရင်ကားဆိုတာကမြန်မာလူမျိုးတွေနှစ်ချိုက်စွာစားသုံးကြတဲ့အစားအစာပါ။အခြေခံလူရန်စားတွေကနေကြည်ကြတဲ့ချမ်းသာတဲ့တထည်ကြီးတွေတောင်မိုးရင်ကားစားကြပါတယ်။မိုးရင်ကားကိုဒီလိုမျိုးလူမျိုးပေါင်းစုံစားသုံးကြတာကြောင့်လေလူတွေကမိုးရင်ကားနဲ့ပတ်သက်ပြီးတော့ပုံစံမျိုးစုံနဲ့ရောင်းချကြပါတယ်။တချို့ဆိုရင်မိုးရင်ကားကိုတောင်းချီဈေးတင်ပြီးတော့ပြင်ဆင်ရောင်းချကြပါတယ်။ဒီလိုဈေးကြီးတဲ့မိုးရင်ကားရောင်းချတဲ့သူတိုင်းအစဲခံရတာကများပါတယ်။ မောင်ငါတပွဲကို3000နဲ့ရောင်းချတဲ့ Master Chef ကမအေးသိန်းတောင်အပြင်းထန်ဝေဖန်ခံရတာပါဒါပေမဲ့မောင်ငါတပွဲကို1000နဲ့ဈေးတင်ပြီးတော့ရောင်းတာတောင်လူတွေကမဆဲတဲ့အပြင် ကြကြတို့အားပေးကြတဲ့မောဟင်းကားဆိုင်ဒီဇိုင်းရန်ကုန်မြို့မှာပေါ်ပေါက်နေပါပြီ။အဆိုပါမောဟင်းကားဆိုင်ကိုလာစားတဲ့သူတွေကြကြတို့တို့အားပေးကြတာတွေဖြစ်ပြီးတော့အထူးသဖြင့်တော့အဆိုပါမောဟင်းကားဆိုင်ကိုအသက်အရွယ်မျိုးစုံကမိန်းမတွေကဝယ်ယူအားပေးနေကြတာဖြစ်ပါတယ်။ဒီလိုမျိုးအမျိုးသမီးတွေအရွယ်စုံစိုက်စုံအားပေးကြတဲ့မောဟင်းကားဆိုင်ကအစင်လေးတွေရဲ့မျက်နှာကြောင့်လို့သိရပါတယ်။အစင်ကောင်လေးတွေကြောင့်ပဲမောဟင်းကားတပွဲကိုတသောင်းနဲ့အလူရဲ့ဝယ်ယူစားတောက်နေရတယ်။မောဟင်းကားဆိုင်ကြီးကတော့ရန်ကုန်မြို့မှာတော်တော်လေးနာမည်ကြီးနေရဖြစ်ပါတယ်။အဆိုပါဆိုင်ကိုလူတွေကအစင် င်းငါးဆိုင်ဆိုပြီးသိကြပါရယ်ရန်ကုန်မြို့ရဲ့နာမည်ကြီးဟိုတယ်တစ်ခုကရောင်းချတဲ့အဆိုပါမော်ရင်းငါးဆိုင်မှာလက်ရှိမှာတော့အတော်လေးနာမည်ကျော်ကြားလာခဲ့ရဖြစ်ပြီးတော့နိုင်ငံသားကပုံစံတွေတိုင်းအတူယူထားပြီးတကယ့်ကိုချောမွတ်ခန့်ညားပြီးတော့ပေါင်မုံတွေကြော့သားတွေအပြည့်ပါဝင်တဲ့ယောက်ျားလေးတွေကဇပွဲတို့အဖြစ်နဲ့ခန့်အပ်ကလာစားတဲ့မိန်းကလေးတွေရဲ့စိတ်အာရုံကိုဖန်ဆနေရဖြစ်ပါတယ်။ဆိုင်ကုန်မော်ရင်းငါးလာစားတဲ့အမျိုးသမီးတွေကနေ့စဉ်နေ့တိုင်းအစင်ကောင်လေးတွေရဲ့ဆက်စီဆန်ဆန်ဖြောပြတင်ဆက်မှုတွေကိုကြည့်ရှုရင်းနဲ့ဆိုင်ကအစားအသောက်တွေကိုခန်းစားနိုင်မှာ ပဲဖြစ်ပါတယ်။ဆိုင်ကတော့အထွေထွေရောင်းချတာတော့မဟုတ်ပဲအဓိကအဖြစ်တော့မွေးငါကိုပဲရောင်းချခဲ့ပြီးတော့တပွဲကိုတထောင်းဆိုပေမဲ့လည်းခက်ချောချောခက်မိုက်မိုက်အစင်ကောင်လေးတွေရဲ့မျက်နှာနဲ့ပေါင်မုံတွေကိုကြည့်ရတာနဲ့တင်အတော်လေးတန်နေပြီလို့မင်းကလေးတွေကဆိုကြပါတယ်။ဒါကြောင့်မွေးငါတပွဲကိုတထောင်းမပြောနဲ့နှစ်သိန်းဆိုရင်လည်းစားမယ်လို့ဆိုကြတာပါ။ဒါကြောင့်လက်ရှိမှာတော့အစင်မွေးငါဆိုင်ကမြန်မာနိုင်ငံမှာအရန်ကိုနာမည်ကျော်ကြားနေရဖြစ်ပါတယ်။ အမျိုးသမီးတို့ကြီးတစ်ခုလုံးကဒီဆိုင်ကိုအလူရက်သွားပြီးတော့အားပေးနေကြတဲ့လို့နိုင်ငံကျော်မင်းသမီးရဲ့နယ်ဆယ်လူတွေကလည်းအစင်လေးတွေကိုငန်းဖို့အတွက်တွားရောက်နေကြပါတယ်။သူတို့တွေကမွေးငါးစားဖို့တဲ့အစင်လေးတွေရဲ့ဖြောပြေးတင်ဆက်မှုတွေနဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးတော့ဘဝအမောတွေကိုဖြည့်ဖြောင်းရင်းနဲ့တာယာနေကြတာဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမှာဆိုရင်တော့ဆိုင်ကလူတွေတို့မပေါက်တဲ့အထိတကယ့်ကိုရောင်းအားကောင်းနေကြပါအစင်လေးတွေကလည်းအာရပါရဖြောပြတင်ဆက်နေကြပြီးတော့တချို့ဖြောပြမှုတွေမှာဆိုရင်ကြွက်သားတွေကိုအထင်သာပေါ်လင်းစေခဲ့ပါတယ် ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအစင်မွေငါးဆိုင်ကိုဘယ်လိုမျိုးထင်ကြပါသလဲ။တွားရောက်စားဖူးတဲ့သူတွေရှိရင်လည်းခမမအရသာလေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။